ငငယ်တော့တော့ကိုသားကြီးကစာချဘိုးလေစာချဘိုးဆိုတော့အာတကြံကိုအမြဲတမ်းဖုန်ကြီးဝစ်တယ်အဲရိတ်တာဝင်ရတယ်အမေတို့ဟိုဥပုပ်ဆောင်ရင်လိုက်ရတယ်ဆိုတဲ့အနေထားမျိုးနဲ့ပဲကျွန်တော်ဖြတ်တန်းခဲ့ရတာဘယ်ချိန်ကျမှတကြံရဲ့မှုကိုစရလဲဆိုတဲ့အခါကျွန်တော်တက်ကလို့စတက်တဲ့အခါကျမှအင်းအလန်မန်တက်တစ်ခုကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာကျွန်တော်လေးအဲ့ဒီမန်တက်ထဲရောက်သွားတဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတော့ကျွန်တော်တို့တောမြို့လေးမှာပေါ့နော်ဟိုဘယ်လိုပြောရမလဲ နကနာပွဲကိုကျွန်တော်ရောက်နေသလိုပဲကျွန်တော်ယင်ထဲမှာလေးဒီနေ့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 ဖြစ်ပြီးတော့တချင်းတန်တွေကလည်းအများကြီးပဲလူတွေကလည်းအများကြီးပဲကကြပါတော့အန်အော်ပြီးလိုက်ကြည့်နေဘူးသူမှလည်းရေမပတ်မိဘူးတော့ကိုလည်းမကတတ်ဘူးအမှန်တမ်းပြောအဲ့လိုမျိုးလည်းမကတတ်တဲ့ခါကျတော့လိုက်ငင်းနေပဲဒါစတင်ခဲ့ရတဲ့တကြံမှုလေးပေါ့တော့အနှစ်ကတော့အာတကြံမှာကျွန်တော်အလုံးလုံးရင်းနဲ့ဖြတ်တန်းရမယ်အာကျွန်တော်မန္တလေးမြို့တော်ဝန်မှာတချင်းဆိုမဲ့ဆိုတော့တယောက်ကိုကျွန်တော်မိတ်ကပ်တွေစပင်းတွေဝစ်စုံတွေကျွန်တော်ပြင်ဆင်ပေးနေတယ် အဲမန္တလေးတကြံမှာကျွန်တော်ရှိနေပါပါခင်ဗျာတောင်းဆိုလာရင်ဆိုမာလားဆိုတော့လေဘယ်လိုပြောရမလဲတခါလဲတက်ဆိုဘူးတယ်ပေါ့နော်အရန်တောင်းဆိုတဲ့အတွက်အမဲလိုက်ကတခြင်းဟောပေါ့နော်အဲ့ဒါလဲလိုင်းမော်ရောက်သွားတယ်ဟိုဘယ်လိုပြောရမလဲချစ်ကြတယ် throw ကြတယ်ပေါ့နော်ဒီတခါဆိုဆိုပြစ်ခဲ့မယ်ဆိုရင်လဲအဲ့ဒါအထိုးခံရမယ်ဆိုတာယုံကြည်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ကအတန်လဲမကောင်းဘူးကီးလဲမမှန်ဘူးဒါပေမဲ့ အဲဘယ်လိုပြောရမလဲကျွန်တော်ဂီတကိုအရင်ချစ်တယ်အနုပညာကိုအရင်ချစ်တယ်ဂီတကိုချစ်တဲ့သူတယောက်နေနဲ့အနုပညာကိုချစ်တဲ့သူတယောက်နေနဲ့အဲတချင်းတွေကတော့စိုးခွင့်ရှိတယ်လို့တော့ထင်တယ်ပေါ့နော်စင်ကြီးချက်ကရှောင်းတဲ့သူလက်ချာပဲငငယ်တော့ကတော့ကိုတာကြီးကစာချဘိုးလေစာချဘိုးဆိုတော့အာတကြံကိုအမြဲတမ်းဖုန်ကြီးဝတ်တယ်အဲရိတ်တာဝင်ရတယ်အမေတို့ ဟိုဥပုသ်ဆောင်ရင်လိုက်ရတယ်ဆိုတဲ့အနေထားမျိုးနဲ့ပဲကျွန်တော်ဖြတ်တန်းခဲ့ရတာဘယ်ချိန်ကျမှဒကြံရဲ့မှုကိုစရလဲဆိုတဲ့အခါကျွန်တော်တက်ကလို့စတတ်တဲ့အခါကျမှဒကြံမှုကိုစရတာပေါ့နော်အဲ့တော့တငယ်ချင်းတွေကအိုက်တောဆိုအင်းရလန်းမှာမန်တက်တွေအများကြီးအိုက်တောဆန်းဆန်းခန့်လန်းမန်တက်ဟိုရဲလီမန်တက်ဘာအဲ့လိုပေါ့နော်ဟိုချွန်ထောမန်တက်ဒီလိုမျိုးမန်တက်တွေရှိကြတာရောအဲ့မန်တက်မှာ तू ကတော့ဗမာထိုင်ပဲငါကတော့ဗမာထိုင်ပဲဆိုတဲ့အခါကျတော့ကျွန်တော်မျက်စိတငယ်နားတငယ်လေးနဲ့ဘယ်လိုဘယ်လိုပြောရမလဲတောသားလေးပေါ့တော့အဲ့လိုဖြစ်နေတဲ့အချိန်မှာအဲ့အင်းရလန်းမန်တက်တစ်ခုကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာ ကျွန်တော်လေးအဲ့ဒီမန်တက်ထဲရောက်သွားတဲ့အချိန်မှာဘလို့ခံစားရလဲဆိုတော့ကျွန်တော်တို့တောမြို့လေးမှာဘောနော်ဟိုဘလို့ပြောရမလဲနကနာပွဲကိုကျွန်တော်ရောက်နေသလိုပဲကျွန်တော်ရင်ထဲမှာလေးဒင်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 းနဲ့ဖြစ်ပြီးတော့တချင်းတန်တွေကလည်းအများကြီးပဲလူတွေကလည်းအများကြီးပဲကကြပါဘောနော်အန်အော်ပြီးလိုက်ကြည့်နေဘယ်သူမှလည်းရင်မပတ်မိဘောတော့ကိုလည်းမကတတ်ဘူးအမှန်တမ်းပြောအဲ့လိုမျိုးလည်းမကတတ်တဲ့ခါကျတော့လိုက်ငင်းနေပဲဒါ စတင်ခဲ့ရတဲ့ကြံမှုလေးပေါ့เนาะအဲ့တော့နောက်ပိုင်းကျရင်တော့ကြံကိုအဲ့လိုလဲလဲရကောင်းမှန်းသိသွားတယ်အဲ့နောက်ပိုင်းမှာတော့လဲဖြစ်တယ်ကြံနေကြလို့ရှိရင်ပြီးခရီးတွေထွက်ဖြစ်တယ်ပေါ့เนาะဒီနှစ်ကတော့အာကြံမှာကျွန်တော်အလုံးလုံးရင်းနဲ့ဖြတ်တန်းရမယ်အာကျွန်တော်မန္တလေးမြို့တော်ဝန်မှာတချင်းဆိုမဲ့ဆိုတော့တယောက်ကိုကျွန်တော်မိတ်ကပ်တွေစပင်းတွေဝစ်စုံတွေကျွန်တော်ပြင်ဆင်ပေးနေ အဲမန္တလေးတကြံမှာကျွန်တော်ရှိနေပါပါခင်ဗျာတချို့မန်တက်တွေကလည်းကျွန်တော်မန္တလေးမှာရှိမယ်ဆိုတော့သိရတဲ့အတွက်လာပြီးတော့သူတို့မန်တက်ကိုလာလဲဖို့ပေါ့နော်ဖိတ်ပါတယ်အဲ့အတွက်လည်းကျွန်တော်သွားရမယ်အာကျွန်တော်အဆိုတော်မဟုတ်ဘူးတချင်းမဆိုတတ်ဘူးလို့တော့ကျွန်တော်ကြိုပြောထားတယ်ဒါပေမဲ့မန်တက်ပေါ်တက်ပြီးတော့နည်းနည်းပါးပါးသိတဲ့ကိုနှုတ်ဆက်ပင်ရပြီလို့ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီနေ့ကတော့မန္တလေးတကြံမှာရှိနေမှာပါခင်ဗျာတောင်းဆိုလာရင်ဆိုမှာလားဆိုတော့လေဘယ်လိုပြောရမလဲတခါလဲတက်ဆိုဘူးတယ်ပေါ့နော်အရန်တောင်းဆိုတဲ့အတွက်အမဲလိုက်ကတချင်းပေါ့နော်အဲ့ဒါလဲလိုင်းမော်ရောက်သွားတယ်ဟိုဘယ်လိုပြောရမလဲ ချစ်ကြရထိုးကြရပေါ့နော်ဒီတစ်ခါဆိုဆိုပြစ်ခဲ့မယ်ဆိုရင်လည်းအဲ့ဒါအထိုးခံရမယ်ဆိုတာယုံကြည်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ကအတန်လည်းမကောင်းဘူးကီးလည်းမမှန်ဘူးဒါပေမဲ့အဲဘယ်လိုပြောရမလဲကျွန်တော်ဂီတကိုအရင်ချစ်တယ်အနုပညာကိုအရင်ချစ်တယ်ဂီတကိုချစ်တဲ့သူတယောက်နေနဲ့အနုပညာကိုချစ်တဲ့သူတယောက်နေနဲ့အဲတချင်းတွေကတော့စိုးခွင့်ရှိတယ်လို့တော့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အရင်တောင်းဆိုတဲ့အခါကျရင်ငင်းလို့မရဘူးဆိုရင်တော့ဟိုမတောက်တစ်ခေါက်လေးနဲ့တော့ခါကြတဲ့အဲ့လိုမျိုးတွေတက်ဆိုတဲ့အခါမျိုးတွေလည်း ုံရပါတယ်တချို့နေနေသွားတယ်ဆိုရင်လည်းဒီတိုင်းပဲအခန်းပိတ်ပြီးတော့ဆိုခိုင်းတာပေါ့နော်အာမရဘူးကိုသားကြီးတပုတ်တော့ဆိုပေးရမယ်နော်မရဘူးတက်ဆိုပေးပါညာဆိုရင်ဟိုလွယ်တဲ့တခြင်းလေးတွေပေါ့နော်တက်တက်ပြီးတော့နည်းနည်းပါးပါးလေးဆိုပေးပြတဲ့အခါမျိုးတွေလည်းရှိပါတယ်ဒါပေမဲ့ဆိုတော့လည်းဘယ်တော့မှမလုပ်ပါဘူးတရုပ်ဆောင်လည်းဘယ်တော့မှမလုပ်ပါဘူးကျွန်တော် makeup artist တယောက်အနေနဲ့ပဲကျွန်တော်ဘဝကိုဖြတ်သန်းပါပါအဲမလွန်ဆန်နိုင်တဲ့အခါမျိုးတွေအဲ့လိုဟိုအမြင်မတော်တဲ့အရာတွေတွေးခဲ့လို့ရှိရင်လည်းခွန့်လွတ်ပေးပါလို့ဒီများနေပြောပြရစီခင်ဗျာ အဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်တချင်းဆိုဖို့တော့တောင်းဆိုဖို့ကတော့ကျွန်တော်ခင်းရင်ပါတယ်မဖြစ်နိုင်တော့ပါပဲဘာလို့ဆိုတော့ကျွန်တော်တချင်းမစိုးတက်ဘူးဆိုရလဲသိနေတဲ့ခါကြတော့လေအဲ့တော့ဟိုယူရီယာကောက်တောင်းတော့ကလည်းအဲ့လိုမျိုးပဲမန္တလေးမှာကျွန်တော်ဖိတ်တယ်အဲ့ဒီ အဲမန်တက်ကဖိတ်တယ်ပေါ့သွားတယ်သွားတော့တချင်းမစို့တတ်ဘူးကျွန်တော်စုလေးတက်ချခိုင်းတယ်စင်ပေါ်မှာကျွန်တော်စုလေးတက်ချရတယ်ပြီးတော့နောက်ဆုံးကောင်းတောင်းကြီးတဲ့အချိန်ကျတော့အမှုပညာရှင်တွေအားလုံးနဲ့အတူတူတက်ပြီးတော့ကပေးရတယ်ပေးသက်နဲ့အတူတူပျော်ပေးရတယ်ပေါ့နော်အဲ့တလောက်ပါပဲခင်ဗျာအခုတကြံလဲဒီလောက်ပဲအဲကျွန်တော်လုံနိုင်ပါပါကျွန်တော်အမှုပညာဘက်မှာအားရက်နေပါတယ်ခင်ဗျာ ချစ်တဲ့သူတယောက်အနေနဲ့ဒါကိုချစ်တဲ့အရာလေးကိုကိုကိုချစ်ပေးတဲ့အဟိုသူတွေဟိုပေါ့နော် entertainment တစ်ခုအနေနဲ့ဖြော်ပြပေးတာပါအောက်ကသိသက်တွေကတော့ဘလို့ပဲမှားမှားဘလို့ပဲဖြစ်ဖြစ်ပေါ့တော့သူတို့ကတော့ကျွန်တော်ချစ်ပြီးတော့ပျော်နေကြတာပေါ့နော်အဲ့တော့လေကျေးဇူးရမ်းတင်ပါတယ်လို့ပြောပြရစီခင်ဗျာ Oh my goodness, you're falling. ဘန်ဒလင်းသူဘန်ဒလင်းသားတွေအားလုံးကလည်းကျွန်တော်အရင်ချစ်ပေးကြတယ်ပေါ့နော်အခုမနေ့လွန်ခဲ့တဲ့၃ရက်လောက်ကဆိုလဲဘန်ဒလင်းမှာအလှူသွားတယ်အလှူလှဲ့တယ်အလှူလှဲ့တဲ့အချိန်မှာလည်းဘယ်လိုပြောရမလဲမျက်နှာမငယ်အောင်ပေါ့နော်ဝိုင်းပြီးတော့အားပေးကြတယ်အဲ့တော့လည်းရဟန်းဝန်တပါတယ်ဒီနေ့ဖက်ရှင်တော့ကိုကြာဖက်ရှင်ဘလူးလေးတော့စဉ်းစားပါတယ် အဲတကြံဖက်ရှင်ကတော့ကိုကလည်းအမှုပညာရှင်မဟုတ်ဘူးဆိုတော့လေအများကြီးတော့မတွေးထားပါဘူးဟိုအမှန်တမ်းပြောတော့အိုးသေးအိုးကောင်းမတော်အောင်ဆိုတဲ့စကားပုံရှိတာပေါ့နော်ကျွန်တော်အခုတကြံအတွက်ဆိုလာအပ်ထားတဲ့ဝတ်စုံလေးကိုကျွန်တော်အမှုပညာရှင်တွေအတွက်ကိုစူးစမ်းပြီးကျွန်တော်ချုပ်ပေးနေရတယ်မပြီးသေးဘူးပေါ့နော်ကို့အတွက်ကတော့ချုပ်ဖို့စိတ်ကူးမရှိဘူးဒါပေမဲ့ရှိပြီးသားဝတ်စုံလေးတွေခုနကအကောင်းလေးယူဒီနာတော့တွဲပြီးတော့ဝဲရမှာပေါ့ဟိုအများကြီးတော့စဉ်းစားထားတာမရှိပါဘူးခင်ဗျ ဘဲလိုက်ကတခြင်းကတော့ဘယ်လိုပြောမလဲစိတ်ထဲမှာလည်းရနေတဲ့တခြင်းတစ်ပုတ်ဖြစ်တယ်ပြီးတော့ကျွန်တော်အတန်လုံးကလည်းကြီးတယ်ပေါ့နော်အတန်ကြီးတယ်ဟိုဟိုအတန်ကြီးတဲ့အခါကျတော့ဒီအမဲလိုက်ကတခြင်းဆိုတဲ့အခါမှာ ကိုယ့်ကိုအားရတာပေါ့နော်သူများတော့မသိဘူးပေါ့နော်နားဟိုတခြင်းနားလဲတဲ့သူတွေကတော့မကောင်းလို့ပြောကျင်တယ်ပြောမှာပေါ့နော်ဒါပေမဲ့ကိုယ့်ကိုအားရနေတော့အမေကလိုက်ကဆိုရင်တော့ကိုကပျော်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ကလေစိတ်ခွန်အားဖြစ်ချင်တာတိလားကိုတခြင်းတစ်ပုတ်ဆိုလိုက်တယ်ပဲဖြစ်ဖြစ်ကိုကိုကိုပဲဖြစ်ဖြစ်ကိုကိုနားထောင်တဲ့သူတွေပဲဖြစ်ဖြစ်စိတ်ခွန်အားတွေဖြစ်ချင်တယ်ပေါ့ပြီးတော့အဲ့လိုအချစ်တွေအလွမ်းတွေကိုတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ခွန်အားဖြစ်စေမဲ့တခြင်းမျိုးတွေကိုအရန်ကြိုက်တယ်အဲ့တော့ကြောင့်မအဲ့တခြင်းတွေကတော့အရန်ကြိုက်တယ်အဲဆိုပါဆိုရင်တော့လေအဲ့လိုမလွဲသာမရှောင်သာဆိုရင်တော့လေဆိုမိမှာပေါ့နော်ဟုတ် ဟုတ်ကဲ့ပါဘယ်လိုက်ကဘယ်လိုက်ကအရင်ဆိုစစ်ချစ်တယ်တေချာတော့ကျင့်သွားမှာပါခင်ဗျာဒီတစ်ခါကြာရင် လေဟိုတစ်ခါကတော့ဟိုဘယ်လိုပြောမလဲအဲအစီအစဉ်မရှိပဲဆိုလိုက်ရတဲ့ခါကြတော့လေပေါက်ကရတွေဖြစ်သွားတာပေါ့စင်ကြီးချက်ကရှောင်းနေသူလက်ချပဲအားလုံးကတော့အလုတ်အလုတ်ကိုစီနဲ့တနေရာစီဖြစ်နေကြတဲ့ခါကြတော့နည်းနည်းဝေးတာပေါ့နော်အဲဒါပေမဲ့အဲ ဟိုဘယ်လိုစုံပြစ်ဖို့အတွက်အတူတူအဲ့လိုပေါ့နော်တကြံကာလလေးမှာပျော်ရွှင်နိုင်မှုအတွက်ကိုတော့ဒါစူးစမ်းပြီးတော့တော့စုံကြရမှာဥမာဆိုရင်ဟန်လူးဆန်ဆိုလို့ရှိရင်အဲစကိုင်းမှာရှိမယ်ပေါ့နော်အဲစကိုင်းမန်နဲ့မှာရှိမယ်ဆိုရင်ကျွန်တော်တို့မန်တလေးကိုသူဆင်းလာမယ်ပေါ့ရဲအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုလေးတွေးပြအောင်အာ ကြိုးစားမှာပါခင်ဗျာဘယ်သူပဲလောင်းလောင်းမှာပထမဦးဆုံးလောင်းတဲ့သူပဲဖြစ်ဖြစ်နောက်မှလောင်းတဲ့သူပဲဖြစ်ဖြစ်အချစ်ချင်းဆိုတာတော့ဒါရင်ထဲမှာရှိနေရပါပြီခင်ဗျာအကုန်လုံးကိုလောင်းမှာအကုန်လုံးအဆိုပြီးွားရင်လည်းလောင်းမှာပဲအားလုံးရေလိုက်လောင်းမှာပါဗောတကြံဆိုတော့လေကိုချစ်တဲ့သူတွေအချစ်ရတဲ့မိဘပြည်သူတွေဆိုလဲဒါအရန်တို့ပြောရမလဲကျွန်တော်လည်းချစ်ပေးတယ်ကျွန်တော်လည်းသူတို့ကိုချစ်တယ်ဆိုတော့တွေ့သမျှလူအကုန်လုံးတော့ရေလောင်းမှုဒါမှမဟုတ်ကိုသားကြီးကိုတွေ့ရင်တော့ထွက်ပြေးရမှာနော် အခုပေါ့နော်တကြံရောက်တော့မယ်အဲ့တော့တကြံမှာနှစ်သက်ကနေစပြီးတော့ channel မိဘပြည်သူတွေအားလုံးအနေနဲ့ကင်းပေးရှင်းပြီးတော့အသက်ရာကြောရှည်တတ်ပါစေအသက်ရှူတိုင်းပတ်စံတွေဝင်ပါစေလို့ဆုတောင်းပေးပါရနော်